မင်္ဂလာပါရှင်ကျမတီကပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့2025ခုနှစ်မှာအနောက်တောင်မုတ်တုံလေးစောဝင်နိုင်မလားဆိုတဲ့အကြောင်းဖော်ပြပေးပါမယ်မိုးလေတာတူတေတီအွန်လိုင်းကတော့ဧပြီလ28ရက်နေ့ဒီနေ့ညနေ3:00ခွဲချိန်မှာအခုလိုထုတ်ပြန်ခဲ့ပါဗျာ ပေါ်မှန်အပြင်းတော့နောက်တောင်မုတ်တိုလီဟာလာမယ့်မေလ19ရက်ကနေ22ရက်အတွင်းမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကိုဝင်လေ့ရှိပါတယ်။2023ခုနှစ်မေလ19ရက်နဲ့29ရက်ကြားမှာတော့မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကိုအနောက်တောင်မုတ်တိုလီဝင်ရောက်ခဲ့တဲ့ကြောင့်2024ခုနှစ်မှာမေလ22ရက်နဲ့23ရက်နေ့တွေမှာတော့ဝင်ရောက်ခဲ့တဲ့ကြောင့်အိန္ဒိယမလို့ဝတ္ထဌာန IMD ကကြေညာထားပါတယ်။ ဒီနှစ်2025ခုနှစ်မှာတော့လာနီညာအားပြော့ကမေလာတဲ့ရောက်ရင်တော့ဂျာနေရာသီဥတုနျူထရယ်ဆိုတာ NOA Climate Prediction Center ကကြေညာခဲ့ပြီလေဖြစ်ပါတယ်။လာနီညာအားပြော့သွားတာနဲ့ Equator တစ်လျှောက်အရှေ့ဘက်၄စီးကျောင်းအာရော့လာပြီးတော့အနောက်ဘက်က၄စီးကျောင်းအာကောင်းလာပါတယ်။ဒါကြောင့်မလို့မြန်မာနိုင်ငံကိုဘင်္ဂလားပင်လယ်အော်ဘက်ကအနောက်၄စီးကျောင်းတိုက်ခတ်မှုကလည်းပြီးခဲ့တဲ့၁၀လောက်တည်းကအာကောင်းနေတာတွေ့ရပါတယ်။ အနောက်ဘက်လေးစီးကျောင်းနဲ့အတူတူအနောက်တောင်ဘက်သို့လေဟာမလေးရှားကျွန်းဆွဲကိုမေလ10ရက်ကျော်ရင်ဝင်လာနိုင်မယ်လို့ခန့်မှန်းရပြီးတော့မြန်မာနိုင်ငံရဲ့တောင်ပိုင်းသတင်းနိုင်တိုင်းဒေသတွေကိုပုံမှန်မုတ်တုံဝင်နေကြရက်လာမယ့်မေလ19ရက်ထက်ရက်နှဲငယ်စောပြီးဝင်ရောက်နိုင်မယ်လို့ခန့်မှန်းသွားတာဖြစ်ပါတယ်။ဒါ့အပြင်အရှိလေဝေလိုင်းဟာမြန်မာနိုင်ငံတောင်ပိုင်းကိုရောက်ရှိလာပြီးဖြစ်နေတာကြောင့်24နာရီအတွင်းမှာမိုးရွာသွန်းနိုင်တဲ့နေရာတွေကိုဖော်ပြပေးပါမယ်။လေကြောင်းမိုးလေဝသဦးရေဖြူဟန်ကတော့ဒီနေ့28ရက်လ2025ခုနဲ့မနက်9:33မိနစ် ချိန်မှာအခုလိုထုတ်ပြန်ခဲ့ပါတယ်။မြန်မာနိုင်ငံတောင်ပိုင်းမော်ဒီနယ်၊ကရင်ပြည်နယ်နဲ့တရင်းနိုင်တိုင်းဒေသကြီးတွေမှာနေရာစိမ့်စိမ့်ရခိုင်တိုင်းဒေသကြီး၊ဘိုးတိုင်းဒေသကြီးနဲ့အေရီတိုင်းဒေသကြီးတွေမှာနေရာကျဲကျဲ၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ကချင်ပြည်နယ်အထက်ပိုင်း၊မန္တလေးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တွေမှာနေရာကွက်ကြားမှုရသွန်းနိုင်တယ်လို့ဆိုပါတယ်။ ကြံတိုင်းဒေသချင်းနဲ့ပြည်နယ်တွေမှာတော့တိမ်အထင်တဲ့ဖြစ်ထွန်းနိုင်တယ်လို့လည်းခန့်မှန်းခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းအချိန်ကာလမှုမိုးရွာသွန်းနိုင်မဲ့သတင်းပေးချက်အမှတ်စဉ်26မြင်းဆောင်2025ကိုထုတ်ပြန်ပေးပါမယ်။2025ခုနှစ်ဧပြီလ28ရက်နေ့မြန်မာစံတော်ချိန်ည6နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ9နာရီခွဲချိန်တိုင်းထွားချက်တည်းရနောက်ဘက်ကရွေးရှားလာတဲ့လေပွေလိုင်းတွေရဲ့အရှင်ကြောင်း၎င်းအရှိဘက်ကရွေးရှားလာတဲ့လေပွေလိုင်းတွေရဲ့အရှင်ကြောင်း၎င်း ကမ္ဘာ့ပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ကလင်နွေးတွေနဲ့တရုတ်ပြည်မှာကြီးပေါ်မှာရှိတဲ့လေးဖိအာကြီးရဝန်းဒေသကရွေးစားလာတဲ့လေးအေးတွေတွေ့ဆုံလာကြောင်းလောက28ရက်လ2025ရက်ကနေ3ရက်5လ2025ရက်အတွင်းနေပြည်တော်ရောက်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမိုးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတရိုင်းတိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မော်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာကျကျကနေနေရာစိစိမိုးထစ်ကြုံရွာသွန်းပြီးတော့တချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးပါမယ်။ အကြံပြုချက်အနေနဲ့ကတော့ပြည်သူတွေအနေနဲ့အချိန်ကာမှုမွေးရသွန်းနာရည်နဲ့အတူတူလေပြင်းတွေတိုက်ခတ်တာမိုးတကြုံတာမိုးကြိုးပြစ်တာလျှက်စစ်လက်တာမိုးသီးကြွေတာနဲ့မြေပြိုတာစတဲ့မလို့တာဖြစ်စဉ်တွေတဲ့ဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုလာတာဖြစ်ပါတယ်ဆက်လက်ပြီးတော့လဲရှမ်းတောင်ပိုင်းနေရာဒေသတချို့မှာမိုးသက်လေပြင်းနဲ့မိုးသီးကြွေကြတာကြောင့် နေအင်းသီးနှံဆိုင်ခင်းနေပြည့်စည်တဲ့ကြောင်ဖော်ပြပေးပါမယ်။ရှမ်းပြည်တောင်ပိုင်းတချို့နေရာဒေသတွေမှာတော့အေဗလာ29ရက်နေ့ကမိုးကြီးလေပြင်းမိုးသီးကြွေတာတွေကြောင့်နေနဲ့သီးနှံဆိုင်ခင်းနေပြည့်စည်မှုရှိတဲ့ကြောင်ဒေသခံတွေနဲ့မိသက်အုပ်စုဌာနရဲ့ထုတ်ပြန်ကြေညာသိရပါတယ်။ကလောမြို့မှာမှာတော့မိုးသီးကြတဲ့ကလောပတ်မိုးသီးကြလို့သီးနှံပင်တွေအကုန်ပြတ်သွားပြီးယူနီဆိုင်ပြိုထားရတာလို့နှမျောစရာပါလို့ဒေသခံကဆိုပါတယ်။ရှမ်းပြည်တောင်ပိုင်းနေရာကွက်ကြားမှုရပြီးတော့လေကျန်းတဲ့အပြင်တချို့နေရာတွေမှာမိုးသီးပါကြွေကြသေးတာလို့ဆိုပါတယ်။တောင်ကြီးခရိုင်ကလောမြို့နဲ့အောင်ပန်းမြို့ ငုံတုံကြီးွာအုံစုပေါ်တုတ်ကြီးွာမှာဧပြီလ29ရက်နေ့ညနေ3နာရီကျော်ကကမိုးသည်းတန်စွာရွာသွန်းပြီးတော့လေပြင်းတိုက်တာကြောင့်လူနေဆက်နတ်တော်အမိုးလံပြစီခဲ့တော့အောင်ပန်းနယ်မြေမီသက်စကန်ကမီသက်တပ်ဖွဲ့အနေနဲ့အရန်မီသက်တပ်ဖွဲ့ဝင်ကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့ရတဲ့ကြောင့်မီသက်ဦးစီးဌာနကထုတ်ပြန်ပါတယ်လေဘဲတဲ့ပြည်သူအမျိုးသား22ယောက်အမျိုးသမီး21ယောက်စုစုပေါင်း53ယောက်ရှိပြီးတော့ဒီထက်ကမှလေဘဲတဲ့ပြည်သူတွေကိုနှိစက်ရဆွေမျိုးအိမ်နေစီကိုပြောင်းရွှေ့ပေးခဲ့တယ်လို့ဖော်ပြပါဗျာ။ ။ဒါ့အပြင်နန်းဆန်ပြူနယ်နန်းလက်ကြီးဝအုံးစုံတွန်တီးကြီးဝမှာလည်းအေဗလာ29ရက်နေ့မိုးလက်နှစ်နာရီဂလောက်ကနေပြည်တိုင်းတို့လူနေအိမ်တွေပျက်စီးတဲ့အကြောင်းတန်တေမီသက်တပ်ဖွဲ့မှကယ်ဆယ်ရေးဆောင်ရွက်ခဲ့တယ်လို့လည်းဖော်ပြပါရယ်။အေဗ29ရက်မှာတော့အင်းလေးကြတော်ရွာမှာငလင်းကြောက်ပြုတ်ပြတ်သွားတဲ့အိမ်ပြန်ဆောင်နေတော့မိုးရွာလေပြင်းတိုက်လို့ဖြိုထားတဲ့သွပြားတွေလွင်လာတာကြောင့်ရှောင်ပြရတာလို့အမျိုးသားတယောက်ကဆိုပါရယ်။လင်းစားတောင်ပေါ်ဘက်တောင်ကြွားလမ်းမှာ မိုးသီးကြွေတာရှိတယ်လို့အင်းလီဟဲဟိုးအောင်ပန်းတောင်ပတ်ပိုင်းတွေမှာတော့မိုးကြီးပြီးတော့တချို့နေရာတွေမှာမိုးသီးတွေပါကြွေကြတယ်လို့ဆိုပါတယ်ရှင်ဆက်လက်ပြီးတော့လည်းအေဘလ28ရက်အတွက်မိုးလေဝသခန့်မှန်းချက်ကိုဖော်ပြပေးပါမယ် မင်္ဂလာပင်တော်ရှင်တွေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်တော်တောင်ပိုင်းမှာတိမ်သစ်တဲ့ဖြစ်ထွန်းပြီးတော့ကြံဘင်္ဂလားပင်လယ်မှာတိမ်နေငယ်ဖြစ်ထွန်းပါတယ်။ပင်လယ်ပြင်ရှင်တွေကတော့မြို့ဝချုံပေါ်ဒေသတွေနဲ့မိုးတပောက်ကွေမှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ကတိုက်ခတ်နိုင်ပြီးလှိုင်းနေငယ်ကနေလှိုင်းသစ်တဲ့ရှိပါတယ်။ရခိုင်ကံရံမှာတော့လေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းသစ်တဲ့ရှိပါတယ်။တနအီကံရံမှာတော့လေဟာအရှေ့အရှေ့မြောက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းသစ်တဲ့ရှိပါတယ်။မိုးချင်တွေကတော့ဘကိုတိုင်းအရှေ့ပိုင်းတနအီတိုင်းနဲ့က ရင်ပြည်နယ်မှာနေရာဆစ်ဆစ်ကနေနေရာကျကျမုတ်တကြုံရွာသွန်းပြီးတော့နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရောင်းတိုင်း AR တိုင်းပဲခူးတိုင်းအနောက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်မုတ်ပြည်နယ်နဲ့ထရီနီပြည်နယ်တွေမှာတော့နေရာကွက်ကြမုတ်တကြုံရွာပါမယ်။မြေပူချင်းနေဟာစကိုင်းတိုင်းအောက်ပိုင်းမကွေးတိုင်းရောင်းတိုင်း AR တိုင်းပဲခူးတိုင်းအနောက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းရခိုင်ပြည်နယ်မှာတော့ပုံမှန်အပူချိန်တက်မြင့်တက်နိုင်ပါတယ်။မြို့ချင်းတွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာမြို့ကြဆင်းမှုရောကြပါမယ်ရှင်။ ဆက်လက်ပြီးတော့အေဘလာ29ရက်အတွက်မူလဝဒခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ပင်လယ်ပင်လယ်အခြေအနေကတော့ကပလီပင်လယ်ပင်နဲ့ပင်လယ်ပင်လယ်အမှတိုင်တင်းတင်းကနေတည်ထူတတ်ပါတယ်။ပင်လယ်ပင်အခြေအနေကတော့မြဝချုံပေါ်ဒေသတွေမှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနိုင်ကို9မိုင်ကနေ10မိုင်ကတိုက်ခတ်နိုင်ပြီးလှိုင်းနေငယ်ကနေလှိုင်းသေးတဲ့ရှိပါတယ်။ရခိုင်ကမ်ရက်မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနိုင်ကို9မိုင်ကနေ10မိုင်ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းသေးတဲ့ရှိပါတယ်။တနိုင်ကမ်ရက်နဲ့မိုးဒမောက်ကွေမှာတော့လေဟာရှိအရှင်းမြောက်ဘက်ကနေတနိုင်ကို9မိုင်ကနေ10မိုင်ကတိုက်ခတ်နိုင်ပြီးလှိုင်းနေငယ်ကနေလှိုင်းသေးတဲ့ရှိပါမယ်။ ချင်းတွေကတော့နေပြည်တော်ဗကိုတိုင်းအရှိပိုင်းဒရဲနာရီတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်ခရနီပြည်နယ်တွေမှာတော့နေရာခွဲခြားမှုကြီးပြီးတော့စကိုင်းတိုင်းမန်လေးတိုင်းမကွေးတိုင်းရှမ်းကုန်တိုင်း AR တိုင်းဗကိုတိုင်းနောက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာတော့နေရာဆဲဆဲကနေနေရာကျကျမှုတက်ကြုံရပါမယ်။နေပူချိန်ကတော့မြန်မာနိုင်ငံတွန်းလို့မှာနေပူချိန်တွေရောကြပါမယ်။မြို့ချင်းတွေကတော့မြန်မာနိုင်ငံတွန်းလို့မှာမြို့ကြဆင်းမှုရောကြပါမယ်ရှင်။ ဆက်လက်ပြီးတော့2025ခုနှစ်မိုးကာလအတွက်မိုးလေဝသနှင့်စရားဗေဒခန့်မှန်းချက်ကိုဖော်ပြပေးပါမယ်။2025ခုနှစ်မိုးကာလသတ်မှတ်တာကတော့2025ခုနှစ်မိုးကာလကတော့မြန်မာနိုင်ငံအတွင်းကိုအနောက်တောင်မိုးတုံလေးစတင်ဝင်ရောက်တဲ့နေ့ကနေ2025ခုနှစ်ဇွန်လကုန်တည်နေဖြစ်ပါတယ်။ အနောက်တောင်မုတ်တုံလေကတော့မြန်မာနိုင်ငံအရရက်ကိုအောက်ပါတိုင်ဝင်ရောက်ွယ်ရှိပါတယ်။မေလ16ကနေ20ရက် အတွင်းမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမေလ21ကနေ25ရက်အတွင်းမြဝကျွန်းပေါ်ဒေသတွေမေလ26ကနေ31ရက်အတွင်းမြန်မာနိုင်ငံအလဲပိုင်းဒေသတွေနဲ့ဂျွန်လ1ရက်ကနေ5ရက်အတွင်းမှာမြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေဖြစ်ပါတယ်။ပင်လာပင်တော်အချိန်ကြီးကတော့ဒေဗီအာနဲ့ရောင်းဝ3ချိန်ဖြစ်ပေါ်ပြီးတော့တစ်ချိန်ကတော့ပုံမအကောင်းလာက မုန်နိုင်ငယ်ဖြစ်ကိုရောက်ပါမယ်။ဒီကာလမှာတော့နောက်တောင်မုတ်တုံလေးဟာအသင်းတက်ကနေအားကောင်းပါတယ်။မိုးရွာသွန်းမှုချင်းတွေကတော့ရောင်တိုင်းဒေသကြီး၊မိုးတိုင်းဒေသကြီး၊အရာဝတိုင်းဒေသကြီး၊မြို့ပြင်းနဲ့နဲ့ရခိုင်ပြည်နယ်မှာရွာသွန်းမြက်ထပ်ပုံနိုင်ပြီးတော့နေပြည်တော်မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊တရင်းနိုင်တိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မှာရွာသွန်းမြက်ခတ်မှုတွေကြုံရပါမယ်။မိုးကာလမေလနဲ့ကျွန်လမှာတော့အရာရီမြက်၊ချင်းတွင်းမြက်၊ဒုထရီမြက်၊မြက်တာမြက်၊စတောင်းမြက်၊ရွှေကျင်းမြက်၊ပကိုးမြက်၊တန်လွင်မြက်၊တောင်းရင်မြက်၊မုံဝံမြက်၊တိုးမြက်နဲ့ဘေးလင်းမြက် ြက်တခြားမှာရှိတဲ့မြို့တွေမှာတော့မြေကြီးတွေဟာလက်ရှိရင်မှတ်တွေထက်မြင့်တက်ပြီးမြက်ဒီမြို့တွေရဲ့စိုးရိမ်ရေဘက်အသေးသေးကိုရောက်ဖွယ်မရှိဘူးလို့ဆိုပါတယ်။၂၀၂၅ခုနှစ်မိုးဦးကာလရာသီအတွက် ရုံရခံမှန်းချက်ကတော့နောက်တောင်မုတ်တုံလေးဝင်ရောက်တာနဲ့ဆော့ရုတ်တာအခြေအနေကိုဖော်ပြပေးပါမယ်။အနောက်တောင်မုတ်တုံလေးဟာ2025ခုနှစ်ဇွန်လ1ရက်ကနေ9ရက်နေ့မြန်မာတပ်ခက်တွေ1389ခုနှစ်နေုံလာစန်း6ရက်ကနေ10ရက်နေ့တွင်မြန်မာနိုင်ငံတဝန်းလုံးကိုဝင်ရောက်ဖွယ်ရာရှိပြီးတော့2025ခုနှစ်အောက်တိုဘာပထမရက်သက်တပတ်မြန်မာတပ်ခက်တွေ1389ခုနှစ်တရင်ကျွတ်လာဇန်ကံမှာတော့မြန်မာနိုင်ငံတဝန်းလုံးကနေပြန်လည်ဆုတ်ခွာသွားဖို့ရရှိပါတယ်။ မိုးကာလကတော့2025ခုနှစ်မှာမြန်မာနိုင်ငံအတွင်းကိုနောက်တောင်မုတ်တုံလေးစတင်ဝင်ရောက်တဲ့နေ့ကနေဂျွန်လကုန်ထိဖြစ်ပါတယ်။မိုးကာလအတွင်းမှာဘင်္ဂလားပင်လယ်အော်မှာလိဖိအာနေရှင်ဝန်၃ကြိမ်ဖြစ်ပေါ်ပြီးတော့တကြိမ်ကတော့ပုံမအားကောင်းလာကမွန်တိုင်းငယ်ဖြစ်ကိုရောက်ပါမယ်။ဒီကာလမှာတော့နောက်တောင်မုတ်တုံလေးကအာတင်းတဲကနေအားကောင်းပါမယ်။မိုးရသွမှုအခြေအနေကတော့ရောင်တိုင်းဒေသကြီးဘိုးတိုင်းဒေသကြီး၊ ERI တိုင်းဒေသကြီးမွန်ပြည်နယ်ရခိုင်ပြည်နယ်မှာတော့ရွာသွန်းမြက်ထပ်ပုံနိုင်ပြီးတော့နေပြည်တော်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး၊စကန်တိုင်းဒေသကြီးတရင်းတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊ရှမ်းပြည်နယ် နှစ်မှာတော့ရွာသွုံးမြေခံမှုထက်ကြုံရပါမယ်။မိုးမူကာလမေလနဲ့ဂျွန်လမှာတော့ AR မြစ်ချင်းတွင်မြစ်ဒုထရမြစ်မြစ်သားမြစ်စစ်တောင်းမြေရွှေချင်းမြစ်ပကိုးမြစ်တန်လွင်မြစ်တောင်းရင်မြစ်ငဝုံမြစ်တိုးမြစ်နဲ့ဘီးလင်းမြစ်တခြားမှာရှိတဲ့မြို့တွေမှာမြစ်ရည်တွေဟာလက်ရှိမြတ်တွေတန်မြစ်တက်လာနိုင်ပြီမြင်နဲ့ဒီမြို့တွေရဲ့စွန့်ရည်မှတ်အသေးသေးကိုရောက်နိုင်ပွဲမရှိပါဘူး။